လူတယောက်ဟာအကြောင်းအရာတစ်ခုအပေါ်မှာအတွေ့အကြုံနဲ့ပတူးတူးတက်နဲပါလီလီသူတို့ကိုယ်သူတို့အဲ့ဒီအကြောင်းအရာမှာကျွမ်းကျင်သူတယောက်အဖြစ်ပိုပြီးယုံကြည်တတ်ကြလီလီဆိုတဲ့စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်ခုရှိနေတယ်ဆိုတာသင်သိပါသလားသင်သိပါသလားဒီထူးဆန်းတဲ့ဖြစ်စဉ်ကို Dunning Kruger effect လို့ခေါ်ပြီးဒါဟာလူသားတွေရဲ့အသိဉာဏ်ပိုင်းဆိုင်ရာဘက်လိုက်မှု cognitive bias တစ်ခုဖြစ်ပါတယ်ဒီ theory ဟာ1995ခုနှစ်က မကာသဝီလာဆိုတဲ့ဗန်ဒါပြတျောက်ရဲ့အလွဲလွဲအချော်ချော်ဇက်လောင်းကနေစတင်ကြတာမှာ သူဟာတမယာရီကိုမျက်နှာပေါ်မှာတုတ်လိမ့်ထားရင် CCTV ကင်မရာတွေကသူ့ကိုမြင်ရမှာမဟုတ်ဘူးလို့အဖြစ်အပျက်ယုံကြည်ပြီးဗန်တစ်ခုကိုနေခင်းကြောင်တောင်ဝင်ရောက်လူရခဲ့ပါတယ်သူ့ရဲ့ယုတ်တိကတော့တမယာရီဟာမမြင်ရတဲ့ min invisible ink အဖြစ်သုံးလို့ရရင်ကင်မရာကနေလည်းမမြင်ရနိုင်ဘူးဆိုတာပါပဲတကယ်တမ်းမှာတော့သူဟာချက်ချင်းပဲအဖမ်းခံခဲ့ရပါတယ် ဒီအဖြစ်အပျက်ကစိတ်ပညာရှင်ဒေးဗစ်ဒန်နင်းမဲ့ Justin Kruger ကိုစိတ်ဝင်စားသွားစေခဲ့ပြီးလူတွေဟာသူတို့ရဲ့မကျွမ်းကျင်မှုကိုဘာကြောင့်မသိမြင်နိုင်ကြတာလဲဆိုတာကိုစတင်လေ့လာခဲ့ကြပါတယ်။သူတို့ရဲ့သူတရဏအရအတွေ့အကြုံနဲ့ပါတဲ့သူတွေဟာပြဿနာနှစ်ခုကိုတပြိုင်တည်းရင်ဆိုင်နေရတာကိုတွေ့ရှိခဲ့ပါတယ်။ပထမတစ်ခုကတော့သူတို့ဟာ အမားတွေလုပ်မိကြပါတယ်။ဒုတိယနဲ့အရေးကြီးဆုံးတစ်ခုကတော့သူတို့မှာအဲ့ဒီအမားတွေကို အမားလို့သိမြင်နိုင်တဲ့ အသိပညာနဲ့အတွေ့အကြုံမျိုးမရှိသေးတာပါပဲ။ဒါကြောင့်သူတို့ရဲ့စွမ်းဆောင်ရည်ကိုအမှန်တကယ်ထက်အဆများစွာ ပိုပြီးအထင်ကြီးနေတတ်ကြပါတယ်။ဒီအခြေအနေကိုနာမည်ကျော် Mount Stupid ရဲ့ Tong Dick လို့တင်စားခေါ်ဝေါ်ကြပါတယ်။စိတ်ဝင်စားစရာကောင်းတာကလူတယောက်ဟာအဲ့ဒီအကြောင်းအရာကို တကယ်စပြီးလေ့လာလိုက်တဲ့အခါမှာတော့သူတို့ရဲ့ယုံကြည်မှုကရုတ်တရက်ထိုးကျသွားလိမ့်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ သူတို့ဟာသူတို့မသိသေးတဲ့အရာတွေဘလောက်တောင်များပြားစလဲဆိုတာကိုစတင်ပြီးသဘောပေါက်လာလို့ပါပဲဒါကတော့ Valley of Despair လို့ခေါ်ပါတယ်အဲ့ဒီအဆင့်ကိုကြော်လွားပြီးအသိပညာနဲ့အတွေ့အကြုံတွေကိုဆက်လက်ရှာဖြေလိုက်တဲ့အခါမှာတော့သူတို့ရဲ့ယုံကြည်မှုဟာသူတို့ရဲ့တကယ့်အရေးချင်းနဲ့အတူတဖြည်းဖြည်းပြန်လည်မြင့်တက်လာပါတယ်ဒါဟာတကယ့်ကျွမ်းကျင်သူတွေစီမှာတွေ့ရတဲ့ရင်းကျက်ပြီးလက်တွေ့ကြတဲ့ယုံကြည်မှုမျိုးဖြစ်ပါတယ်ဒါကြောင့်တကယ့်အတွေ့အကြုံဆိုတာ ဘသူတုတ္တတွေတိုးကွာလာခြင်းကကကိုမတိသေးတဲ့အရာတွေကိုတိမြင်နားလည်လာခြင်းဆိုတဲ့ကိုကိုကိုသုံးသပ်နိုင်စွမ်းပါတပိုင်းတည်းတိုးတက်လာခြင်းဖြစ်တဲ့ဆိုတာကို သိရှိနိုင်ပါတယ်အဆုံးထိကြည့်ရှုပြီလို့ကျေးဇူးတင်ပါတယ်